အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အီရန်နျူကလ িয়ার သိပ္ပံပညာရှင်6ဦးသေဆုံးခဲ့တယ်လို့အီရန်သတင်းဌာနတွေကဖော်ပြပါရတယ်။ဇွန်23ရက်မနက်စောပိုင်းမှာစတင်ခဲ့တဲ့အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွင်းသေဆုံးသွားတဲ့သိပ္ပံပညာရှင်6ဦးရဲ့နာမည်တွေကိုတက်စနင်သတင်းဌာနကဖော်ပြခဲ့ရာ Islamic Azad အီရန်တက္ကသိုလ်ရဲ့ဥက္ကဋ္ဌမိုဟာမက်မဟာဒီတီရန်ချီဟာသေဆုံးသူတွေထဲမှာပါဝင်ခဲ့ပါရတယ်။ဒါ့အပြင်အီရန်အနုမျိုးစွမ်းရင်အဖွဲ့ရဲ့အကြီးအကဲဟောင်း ဖာရီဒွန်အဘာစီဟာလည်းတည်ဆုံးခဲ့တဲ့သိပ္ပံပညာရှင်တွေထဲမှာပါဝင်ခဲ့တယ်လို့တက်စနင်သတင်းဌာနကဖြည့်စွက်ဖော်ပြခဲ့ပါတယ်။ဇွန်23ရက်တိုက်ခိုက်မှုတွေကတီဟီရန်မြို့မှာရှိတဲ့လူနေအဆောက်အုံတွေနဲ့အီရန်အလယ်ပိုင်းမှာရှိတဲ့အရေးပါတဲ့နျူကလ িয়ার တန့်စင်စက်ရုံတွေအပါအဝင်အီရန်နိုင်ငံတဝမ်းမှာရှိတဲ့ပြမတ်အမျိုးမျိုးကိုထိမှန်ခဲ့ပါတယ်။အစ္စရေးစစ်စင်ရေးအတွင်းအီရန်တော်လှန်ရေးအဆောက်အအုံအကြီးအကဲဟော်စိန်ဆလာမီနဲ့ကြီးတဲ့စေဦးစီးချုပ်မိုဟာမက်ဘာဂါရီတို့လည်းတည်ဆုံသွားခဲ့ပါတယ်။ အစ္စရေးကအီရန်ရဲ့နျူကလ িয়ার တန်းစင်စင်ရုံကိုတိုက်ခိုက်ခဲ့ပြီးတဲ့နောက်နျူကလ িয়ার ညဉ့်ဉျံမှုဖြစ်ပွားခြင်းမရှိဘူးလို့အီရန်အစိုးရပိုင်းရုပ်သံကသတင်းဖော်ပြခဲ့ပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုတွေကိုလက်တော့ပြန်ခွင့်ရှိတယ်လို့အီရန်ကပြောကြားထားပါတယ်။